သူလဲသူလဲသူမှလည်းမရှိပါဘူးသူရှိလဲ 敢嫁你，骗你啊！ အိမ်မဆိုးတွေမက်နေရပါထောက်တာကျမပေါ်ဝိုင်းညားရီတော်တော်များများအဲ့လိုအိမ်မဆိုးတွေကမက်နေကြပါပဲရွှေသူမင်းကလေးချောချောလေးတွေမြင်လာကျမအယံဝမ်းနေခဲ့ရတယ်နောက်ဆုံးကျမချစ်တဲ့ချစ်သူဆုံးရှုံးခဲ့ရတယ် ရှင်တို့ပေးခဲ့တယ်အဲ့ဒီဓာတ်တန်ရကြည့်ပါအောင်စရာအဲ့ဒီဓာတ်တန်ရတယ်ရှင်တို့မှအပြစ်မရှိဘူးလိုပေးဆရာလေးဆိုဟုတ်ဟုတ်ချမပြ ချစ်ကိုအေးသေးဘူးလေဟုတ်ဆရာအိမ်မပြောလို့ဆရာငါလည်းအိမ်မဆိုးတွေမှတ်လို့ထလာတာယပ်ချစ်ဆရာမင်းခံစားရတဲ့လိုမျိုး ငါလည်းခံစားရပါတယ်။ဒါပေမဲ့ဘာစိတ်မူပါနဲ့ကွာ။အချိန်တန်လို့ရှိရင်သူ့အတူအားလုံးအဆင်ပြေသွားလိမ့်မယ်။ငါတို့ကဆရာဝန်နေဆိုတော့ဒီလိုကိစ္စမျိုးဆိုတာမလဲမသွေကြုံကြုံရမှာကွာ။ဆရာကလေးဖေရဲ့ post ကိုဖတ်ပြပါလား။ post အောက်မှာရေးထားတာတွေက ဆူဆူဝါးဝါးတွေကြီးပဲကျွန်တော်လည်းအဲ့ဒါဖတ်ပြီးတော့စိတ်အဆင်မပြေလို့မအိပ်ဖြစ်တော့တာငါဖတ်ရပါတယ်လူတွေကလည်းကွာဒီလိုမျိုး post တွေတွေ့ပြီးဆိုရင်ဘယ်လောက်ထိမှားတယ်ဘယ်လောက်ထိမှန်တယ်ဆိုတာမသိဘူးကိုမန့်မှာဝင်ဆဲဖို့ကြည်ပဲအေးလေသူတို့မှလည်း တို့ခံစားချက်ကိုစီနေဆိုတော့တို့ဆဲတာကိုအတိုင်းတာတစ်ခုတည်းရောလက်ခံပါတယ်။ဖက်တတ်နိုင်မယ်ပါ။ဟောရေဆိုင်ကြတာပေါ့။ဟုတ်လား။အတင်းတာပါပေါ့။ဆရာမေးကြသေးဘူးလား။အိပ်ပါတယ်ပြန်နိုးလာတာ ဆိုအင်ဂျင်ရှင်သွားလိုက်အောင်မယ်နော်ဆရာဆရာအဲ့ခင်ဆရာကိုဖိုးလာခေါ်ရောမလို့ဟုတ်ပရိုဖက်ဆာက ဆရာကိုခေါ်ခိုင်းလိုက်တယ်။အေးဟိုင်းတင်ပြောရရင်တော့မနီကိစ္စနဲ့တူတယ်ဆရာ။ဟုတ်။ဆရာသွားလိုက်မယ်။ဒီခံလုံးဆရာရှင်းဆက်လို့ပါ။ဟုတ်ကဲ့ဆရာ။ စောစောကပဲတိုင်းရုံကကျွန်မစီကိုဖုန်းလာတယ်မနေ့ကခလေးကိစ္စဘလို့ဖြစ်တာလဲတဲ့ကြည့်ရတာခလေးဖေတင်တဲ့ post ကိုသူတို့တွေ့သွားတာထင်တယ်စိတ်မကောင်းပါဘူးကျွန်မတို့လည်းတတ်နိုင်ဆုံးညှိနှိုင်းမှုအတွက်ကြိုးစားပါတယ်ဒီတိုင်းဆိုလို့ရှိရင် တိုင်းရုံကဆရာတို့ team ကဒီကိစ္စအတွက်တာဝန်ရှိတဲ့သူတွေကို ခေါ်မေးလိမ့်မယ်ထင်တယ်။ညာကျွန်တော် post ကိုတွေ့တဲ့အားဖြစ်နိုင်ရည်တွေကိုတွက်ဆတာပြီးသားပါမမ။ကျွန်တော်တာဝန်ယူဖြည့်ရှင်းပါမယ်။မမကျွန်တော်တခြားဘာပြောစရာရှိသေးလဲ။ရှိတော့ပါအောင်အဲဆိုကျွန်တော်ခွင့်ပြပါဦး ဲတော့ဒီကံဆက်ဆက်ပြန်တော့မလို့ဆက်တယ်လေဘာလို့လဲခုနကခလေးခွဲမှုတာလေခလေးမျက်နှာဓာတ်ထီွားတာဟုတ်လားခုကြောင့်သူမဟုတ်တဲ့အတိုင်းပဲငါသူ့ကိုမကကြည့်ရတော့ညာကြည့်တာလေတွေ့လို့ပဲနောက်ဆိုခွဲတော့မခွဲရတော့သူတော့တုတ်တူတိုင်းမှမဟုတ်တာအမှန်တော့နော်အဲ့လိုဖြစ်တဲ့ဘာသမီးဆိုအဲ့လိုမျိုးလုပ်မလားဟုတ် ါတည်းရဲ့လူနာရဲ့အကြီးဟာတမျိုးပဲနော်ဆရာသတိထားမိလားကျွန်တော်သိပါရဲ့ဗျာဒီခါကျွန်တော်ပြန်တော့မယ်ဒီခါတော့ပြန်သေးဘူးလားပြန်တော့မှာပါဆရာမမကိုဖုန်းဆက်ထားတယ်ဆေးရုံရှိရောက်နေပြီလို့ပြောတယ်အခုခွင့်ပြုနော်โอเค စာကြီးပြောရချင်ဆိုစာကြီးနောက်ပတ်ဆိုရင်ခြိုင်းဝက်ကိုပြရအောင်လေကိုတိပါလေအကိုရပြဿနာတက်နေတဲ့အချိန်မှာစာကြီးအခုလည်းတခြားဝက်ကိုပြအောင်စာကြီးစိတ်ထဲမှာကောင်းကိုကိုဒီပြဿနာကနေပြီးတော့ရှောင်ထွက်သွားရတယ်လို့လည်းခံစားနေမိတယ် ဖြစ်နိုင်တယ်။အကုန်လုံးလည်းဒီတညာကိုဖြည့်ရှင်းချင်ပါတယ်။ရပါတယ်စာကြီးရဲ့။ကိုရောအားလုံးလည်းစာကြီးကြောင့်သိနေရပဲ။ပြဿနာမရှိပါဘူး။အကြီးအချင်ရရဲ့အကူလိုကကိုလာလေပါမယ် တင်းအိမ်မှာဆက်ပြီးတက်လာတယ်ဟုတ်လားအေးဆင်းတလောင်းဝင်းတော့ငါတို့မတိုင်မီမဲလောက်လိုက်တာပြဿနာပြူကြီးကုန်ပြီကွာငါတို့ကပြဿနာကိုသိအောင်လုပ်နေကြတာကွာမင်းခုလိုရေးတင်လိုက်တော့အတူမလေးရဲ့တန်ရာပြန်ပြီးတော့ပြောက်သွားမှာမဟုတ်လို့လား ြန်မကောင်းနိုင်မင်းတော့ငါတိတာပေါ့ဒီမယောမင်းကလေးရဲ့အဖေရင်းမှမဟုတ်တာပေါ့ငါသမီးလေးအတွက်ငါဘယ်လောက်ထိခံစားရလဲဆိုမင်းသိလားဒီလိုဆရာဝန်တွေရဲ့အကြောင်းခုထပ်ပို့ပြီးတော့လူတွေတည်တည်တယ်ဒါမှနောက်လူတွေငါလိုမဖြစ်မှာကွာ။ငါလည်းမင်းလိုပဲခံစားရပါတယ်ကွာ။မင်းရဲ့ post ကို ဖြတ်လိုက်ပါကွာ။နောက်နေ့ကျရင်အဲ့ဒီဆရာဝန်လည်းနေပြောင်းတော့မှာကွာ။နေပြောင်းတော့မဖြုတ်နိုင်ဘူးကြောင်။ငါကာယကံရှင်ကွာ။တကယ်တမ်းပြောရမယ်ဆိုရင်အဲ့ဆရာဝန်ဆိုတဲ့ကောင်လေငါအခုတက်ပို့ပြီးတော့တော်လို့ချင်သေးရ။အကိုရဲ့ ဒီကိစ္စမတော်တဆဖြစ်သွားတာပါသူတို့အီကိုခွဲတော့ကလေထုံစေးပေးပြီးတော့ခွဲတာကိုရဲ့အီအကုန်မြင်ရကြားရတယ်ပြီးတော့သူတို့ခွဲစိတ်တော့ဆိုရင်စေတနာနဲ့ခွဲပေးတယ်ဆိုတာအီမြင်နေရတယ်ကိုရဲ့ကေတော်တော့အီရဲ့မင်းကိုဘယ်မှာပါမသူတို့ဘက်ပါကျင်နေရလားအဲ့လိုလည်းမဟုတ်ပါဘူးကိုရဲ့ကိုဒီမှာလေသမီးလေးကိုကြည့်ပါဦး အခုမှနှုတ်တိုက်ပြီးတာချစ်စရာလေးအကို